ုစုကိုရိုက်လိုက်တဲ့အခန်းပေါ့နော်အဲ့အခန်းนี่ဆိုလဲအမှတ်တရဖြစ်တယ်စုစုကိုတနာလို့လေးတိလာမှာအဲ့လိုမျိုးစနစ်ဆိုမရိုက်ချင်ကိုပဲရိုက်ခံလိုက်ချင်တယ်ကိုပဲရိုက်ခင်လိုက်ခြင်းနဲ့အားရနာလို့လေတနာလို့အဲ့လိုပကံအတုပါပကံဒါမှလည်းသူကသူကတော်တော်မာတယ်လှုပ်ထားတာလေတဖြောင်းဖြောင်းပဲတဖြောင်းဖြောင်းပဲရိုက်ရတာအားနာတယ်နောက်ကားကြီးကြိုင်ပြောပါလို့ကိုကိုခံပတ်ဖြစ်အောင်လေကိုကိုရိုက်တာနှစ်တာထူထောင်ချိန်မှအဲ့လိုမျိုးတွေပဲရိုးကိုရိုက်ကြပါလို့ တယ်ကိုကလေရိုက်လိုက်ရင်လေအဲ့ကြောင့်ဟိုဟာ producer တွေကိုလည်းပြောထားတယ် director ကိုလည်းပြောထားတယ်ဘာဖြစ်လို့အမကကားတိုင်းမှာအချစ်မခံရတာလဲလို့အပြင်မှာအရန်ချစ်ခံနေရတယ်အပြင်နဲ့ကလုံးဝမတူဟုတ်တယ်အမအပြင်မှာအရန်ချစ်ခံနေရလို့တဲ့ဒီထဲမှာအချစ်ခံအောင်လုပ်ပေးထားတာသူ့မှာဟိုဟာရှိတယ်ဆီယမရှိတယ်သူ့ဆီယမနဲ့ nest ရှိရဟုတ်အဲယောက်ျားတကယ်တော့ကလေးဒီနေ့စိတ်ကံပြရမှာမလိုက်ချင်ဘူးဒီနေ့မောင်းပေးမဲ့သူမရှိတော့လိုက်ပေးပါဆိုပြီးတော့အတင်းအတင်းအတင်းလိုက်တာခိုင်းတာ အဲအတူတူတော့ကြည်ပေးတယ်အဲ့လိုမျိုးကြည်ပေးပြီးတော့အဲကိုကိုသမီးဘာအိုက်တင်လို့လဲပြောပေးပါအောင်ဘာညာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ तू ကမိုးတိတာတော့ဖြစ်နေပါတယ်တဲ့အချင်းရုပ်တဲ့နေရာမှာရုပ်ကအချင်းရုပ်တဲ့ ဟဲအဲအဲ့လို comment လေးတွေ့တဲ့အတွက်ရန်ကိုဝမ်းသာပါတယ်လို့ကျေးဇူးလဲရန်တင်ပါတယ်လို့ဒီအတိုင်းမှာတော့သူဆက်ကအဓိက director ပေါ့နော် director လေးသူကိုရန်ပြောတယ်သူထဲမှာသူဆက်ကဒီအခုအစပိုင်းမှရှိသေးလို့နောက်ပိုင်းဒီမှာ two face လောက်ရတာ two face ဆိုလေမျက်နှာတွေကလေအဲ့လိုမျက်နှာနှစ်ဖက်နဲ့မိမပေါ့နော်အာဒီ shape မှာဆိုရင်မိသားစုဝင်တွေကရန်ချိုးနောက်မှမှအဲ့လိုမျိုးလေးဟိုဟိုဟာဖြစ်တာပေါ့နော်အဲ့လိုမျိုးကောက်ကျစ်စင်းလဲအဲ့လိုမျိုးကြီးတွေလောက်တာပေါ့နော် အဲ့လိုမျိုးတွေဆိုတော့အာဟို director ကလည်းတချို့အရာတွေဆိုအဲ့လိုမျိုးခါလေးကြာရင်အဲ့လိုဒေါသဖြစ်တာတော့ပြုံပြုံလေးပြုံပြုံလေးပြုံပြုံပြီးဒေါသဖြစ်ရတာတွေမူတွေပေါ့နော်အဲ့လိုမျိုးတွေဆိုရင်အာတချို့ဟာလေးတွေစခန်းလေးဆိုခတ်ပါတယ်လောရတာအဲ့လိုမျိုးအတွက် director ကလည်းတေချာ မှုတွေရအောင်တင်ပြပါရယ်ဟုတ်လက်စစ်ပြုတ်သွားလို့အဲ့ဒါရှေ့ကားထဲမှာတွေကအဲ့လက်စစ်တီးကပြုတ်နေရအဲ့ရွှေသမီးနဲ့ရိုက်တဲ့ကားမှာတကားရှိအဲ့ကားမှာပြုတ်နေပြုတ်ပြီးတော့ဒီကားကိုဆက်ဝင်လိုက်တာဆက်ဝင်လိုက်တော့အာအဲ့ဟာတတ်တာတယ်မှတ်လို့ပေါ့နော်ဒါပေမဲ့အိုက်တင်လောက်တော့ကွမှုမှုတေးရမ်းပါပြီးတော့အဲ့လိုလှုပ်လိုက်တဲ့အချိန်မှာလက်စစ်တီးကဟုန်းဆိုလို့ဂလောက်ဆိုဖြစ်သွားအကုန်ကြားတယ်အကျွေးကြီးပဲဆက်ဖွဲ့တွေရောကြားတယ်အကုန်လုံးကဂလောက်ဆိုအောက်ကိုပြစ်လဲသွားအရန်နာပြီးတော့မှငိုတာနာလို့ဆိုပြရတဲ့ဒါရိုက်တာအာရှူတင်းကိုအက်ဆင်ကို ရက်လိုက်ရပါတော့နောက်မှပြန်ရက်ရတာပြီးတော့ဒါဒါပင်လုံးစေးရုံလိုက်ပို့ပေးရဘူးဘူးမဖြတ်ဘူးခက်တိတိပဲအမထိုးအောင်စီမူကြီးလေထိုးအောင်စီမူကြီးနဲ့ခက်တိတိပဲဆက်အဖွဲတွေရောပါတော့အကုန်လုံးကိုနာကိုရောက်နေကြပြီအဲ့ကြမှာလေဟဲတကယ်ဖြစ်သွားတာမတ်သုံးဆက်ဖြစ်သွားတာဒါအိုက်တင်လုံးနေရမဟုတ်ဘူးဆိုပြီးတော့အဲ့ကြမှာရောက်လာတာအမှတ်တရဖြစ်တယ်ပြီးတော့အဲ့လိုဆွဆူကိုရိုက်လိုက်တဲ့အခန်းပေါ့နော်အဲ့အခန်းนี่ဆိုလဲအမှတ်တရဖြစ်တယ်ဆွဆူကိုတနာလို့လေးသိလားမလားအဲ့လိုမျိုးစင်းနေဆိုမရိုက်ချင်ကိုပဲရိုက်ခံလိုက်ချင်တယ် ကိုပဲရိုက်ခင်လိုက်ခြင်းနဲ့အားရနာလို့လေတနာလို့အဲ့လိုဆူဆူလဲလို့တော်တော်လေးငိုသွားတယ်။ပကံအအတုပါပကံဒါမှလည်းသူကသူကတော်တော်မာတယ်လှုပ်ထားတာလေ။တဖြောင်းဖြောင်းပဲတဖြောင်းဖြောင်းပဲရိုက်ရတာအားနာတယ်။နောက်ကားကြီးကြိုင်ပြောပါလို့ကိုကိုခံပတ်ဖြစ်အောင်လေ။ကိုကိုရိုက်တာနှစ်တာထူထောင်ချိန်မှအဲ့လိုမျိုးတွေပဲရေကိုရိုက်ကြပါလို့။ဖြစ်စီရမလို့တငယ်ချင်းတွေစော်လေးအပြင်မှာလည်းဒီမှာ shooting ပေါ်မှာဆိုရင်တော့ကိုယူသေးရတဲ့ director ပေါ့နော် respect ထားရတဲ့ director အပြင်မှာဆိုရင်တော့ဒါတွေအကုန်လုံးကလေတငယ်ချင်းတွေကြီးပဲဟုတ်။ ပြင်မှာဆိုတငယ်ချင်းလိုပဲအဲ့အဲအပြင်လောကရောက်သွားရင်တော့ဒီအဲတယောက်နဲ့တယောက်မင်းသားမင်းသမီးဘာညာရေးမေးလိုက်ပြီး director တွေမေးလိုက်ပြီးအကုန်လုံးမေးလိုက်ပြီးအကုန်လုံးကတငယ်ချင်းပဲလာပြောမယ်ပါမယ်တောက်မယ်စားမယ်အဲ့လိုမျိုးပဲဇလန်ဇလန်ဇလန်အပြင်မှာတော့အရန်နူးညံ့တယ်အရန်နူးညံ့တယ်အရန်ရှက်တက်တယ်သူကဇက်ကိုအရန်စီမျောတယ်တခါလေကြာရင်လေသူ့ကိုလေညီမလေးရဲ့အိတ်ပါ ဟိုအားရှိအောင်အိတ်ပါအောင်ပြောရတယ်အဲ့လိုမျိုးလေးသူကလေမအိတ်ဘူးစဉ်းစားဒါပြီးဘာလုပ်ရမလဲဒါလုပ်ရမလဲအဲ့လိုသူ့ရဲ့ခေါင်းထဲမှာလေအဲ့လိုမျိုးတွေကြီးပဲတွေးနေရဆော်လေခါလေးကြာရင်သူ့ကိုအဲ့လိုမျိုးအပြင်လေးပါလေးထွက်အောင်အဲ့လိုမျိုးတွေပြောอยู่ပါတယ်ဇက်ကိုအရန်တေးချစီးမျောပြီးတော့အဲ့လိုခန့်စားပြီးတော့အဲ့လိုမျိုးရေးတာဆော်လေအော်အရန်ခိုက်နေမရမချင်းလေးမဖြုတ်ပေးတချို့ခိုက်ဆိုညီမလေးရပြီထင်တယ်နော်ပုံမှန်မရဘူးတို့လိုတယ်မိုင်းတို့တို့အဲ့တို့ကတော်တော်လုံးอยู่ပါတယ်တို့တို့ကတော်တော်ကြောင့်တို့ကဟုတ်တယ်ဟုတ်တယ်ဒါမဲ့လေ ဒါကိုကောင်းမှုပြောရလေတကယ်တကယ်အဲ့ဟိုနေဝီမှာလာတဲ့အချိန်မှာပြန်သားတဲ့အချိန်မှာဒီဟာကလေအရန်မိုက်တယ်ကွာသူပြောတဲ့အတိုင်းလုပ်ရင်လုံးဝအထက်မှာကွက်တိဖြစ်တာပေါ့ဟုတ်အမေက note တိုက်တဲ့အချိန်လေးပဲဖတ်ခွင့်ရတာအားကြောင့်မလို့လေတစ်ချိန်လုံးအဖေခြီးရဲအဲ့ဟို specialness ခြီးရဲ specialness ကခြီးရဲအဲ့လိုအလှဲ့ကျခြီးတာကို့အမေတွေလာတော့အမေတွေကို့အမေလာနေတော့ကို့အမေခြီးရဲအဲ့လိုမျိုးပေါ့နော်ဘာလို့ဆိုတော့ ဟိုကိုချင်းဘာကငိုင်းနေနေရအကုန်လက်ထက်ကနေပြုတ်ပြုတ်ကြလို့တဲ့အဲကြောင့်မလို့ကလေးကိုမကြည့်ပါနဲ့ဆိုပြီးတော့လေမကြည့်ခလေးကလည်းကို့ပေါ်ရောက်တာနဲ့အီး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 ဟိုဝဲနဲ့အဲ့လိုမျိုးဖြစ်နေရမင်းဆိုတဲ့ချိန်လေးပဲငိမ့်နော်ဆိုတဲ့ချိန်လေးပဲငိမ့်တာအဲ့ဒါတော့မှလေးတင်လာအတင်းလေးအီးဆိုလောက်တာကို့ကအရန်ချစ်လို့အသေးတွေရလို့လေပငယ်ချင်းတွေဆိုအဲ့ဘိုက်ချင်းတော့တက်ဖွဲ့ပြီးတက်ဖွဲ့ရမုတ်တေကျွေးရတယ်အဲ့လေတငယ်ချင်းတွေလည်းအမြဲတမ်းဟာဟာဟီဆူဆူညံ့ညံ့နေနေလို့လားမသိဘူးသားလေးကလေ ေးလာမှာအော်ကြီးကြီးကျယ်ကြီးစကားပြောရင်အိမ်မောကြီးကြားနေရမယ်ဘိုက်ထဲမှာတွေကသူကလေးချင်းဖြစ်နေတာတငယ်ချင်းတွေက train မိထားသူအခုအရင်ငယ်တွေကနှစ်လလည်းမပြည့်သေးဘူးဆိုတော့လေသူဟိုကဖြစ်ဘူးဒါပေမဲ့ကိုကတော့ကိုလုတ်တက်တာတခုတော့လုတ်ပြရတယ်ဗာလဲဆက်ကကပြရတယ်ကွက်ကတက်တာလေဒါပဲကတက်တယ်လေတစ်ချင်းလိုက် တချင်းလဲတချင်းကလည်းလို့ပေါပန်းလေးစားရေရှောက်ဆိုတာတည်မလားအဲ့လိုမျိုးကြီးဆိုတလုံးပါတချင်းမှမဆိုတတ်တဲ့လူကသူနဲ့ကြမှာတချင်းနေဆိုတဲ့ကိုလုံးတတ်တဲ့အရာလေးတော့မြဲလို့ပြတယ်ကက်ကပြသူ့ကိုသွားပြီးတော့သူကအကြိုက်မျက်နှာဟိုဘက်နဲ့ချလိုက်တယ်မချစ်ချင်ထက်နေမင်းအိုမျက်စိရင်တော့လို့သူ့ဖေကပို့ပြီးတော့ဟိုတက်တဲ့လုပ်တယ်ရမ်းချစ်တယ် ပြီးတော့ကိုလည်းရဲချက်ပါတယ်ကိုသားလေးကိုမွေးထားတာဒါပေမဲ့ကို့ကိုပေးမချီရဘူးလို့လောက်ကြမယ်ကိုကအိမ်မှာခလေးတခုကိုလာပြီးဆိုတော့အမကို့မိကနာမည်ပေးထားရနေရတဲ့ခလေးတခုလို့ပဲနေအောင်ကြနင်းချီမယ်ဆိုတော့အမေလာဟိုဟာဟိုဆီယမ်မလေးနဲ့မင်းကမြန်လို့ဆီယမ်မမြန်လို့လာလာလာဒီမှာ तू ခလေးချီတော့မယ်အခုခလေးချီတော့မယ်ပေးမချီနဲ့အဲ့လိုမျိုးကိုကလေးတိတ်တိတ်လေးသွားတယ်ကို့မိကနာမည်ပေးထားရနေကခလေးတခုပဲကို့သားသမီးကိုချီမမြဟုတ်နောက်ပိုင်းနေမှာပေါ့နော်ဒီ ဒီမဟာမပြတဲ့ဒီကားကရမက်ကလေးကအရန်ကိုဇက်ရှင်ကြီးတက်လာတော့မှာပေါ့နော်တဖြည်းဖြည်းနဲ့အမိုက်စားခန့်ကြီးရောက်လာတော့မှာပါလို့ဆက်ပြီးတော့လောင်အောင်မှာပါလို့အားပေးကြပါလို့